မင်္ဂလာပါဒီနေ့ကျမတို့အတူတူကစူဆန်လေးလာကြဖို့ရွေးထားတဲ့အကြောင်းအရာလေးကတော့လေ The Mathematicians နဲ့ကအရှင် U.Owada စာဖတ်ပါတယ်စာမျက်နှာအဖြစ်တော့တိုတိုလေးပါဟုတ်တယ်တိုပေမဲ့အင်မတန်အကြောင်းအရာကတော့နတ်နေပါတယ်ဟုတ်ပါတယ်ဒီအကြောင်းကို the wise believers ကဖြူစုထားတဲ့လေလာချက်တီအချက်လက်တီကိုအခြေခံပြီးတော့အတွင်းကြကြလေးဆွေးနွေးကြည့်ကြမယ်ပေါ့နော် ကောင်းပါပြီဒီဩဝါဒစာကအခန်းတစ်ခန်းမှရှိတယ်ဒါပေမဲ့အထဲမှာပါတဲ့တရင်စကားကတကယ့်ကိုအားပါတယ်အဓိကရည်မှန်းချက်ကခရစ်ယာန်ယုံကြည်ခြင်းရဲ့အခြေခံအမှန်တရားတွေကိုဘလို့ကောက်ွက်မလဲဟုတ်တယ်အထူးသဖြင့်လေမာယွန်းရဲ့တွင်တွင်မှုတွေရဲ့အန်ဒီယေကိုပေါ့နော်ဘလို့တတိပြုမလဲရှောင်ရမလဲဆိုတာနားလည်ဖို့ပါอืม အရေးကြီးတာချက်ပါဆိုဒီဩဝါဒစာရဲ့အဓိကအချက်တွေ the wise believers ရဲ့တုံ့တက်ချက်တွေပြီးတော့ဒီနှစ်ခေတ်အလက်တွေ့ကြတဲ့သင်ခန်းစာတွေကိုအတူတူချိတ်ဆက်ကြည့်ကြရအောင်လေကောင်းပါပြီဆက်လိုက်ကြအောင်ကဲဆက်ခြင်းမှာလေ ီစာကိုဘသူရေးတယ်လဲဆိုတာလေးသိကြတာပေါ့ရေးတဲ့သူကတုတ်ကိုသူယေရှုခရစ်တော်ရဲ့ကျမ်းယာကုပ်ရဲ့ညီယူဒအလိုမိတ်ဆက်ထားတယ်ဟုတ်ကဲ့သူကခမည်းတော်ဘုရားရဲ့ချစ်ချင်းခံရတယ်ယေရှုခရစ်တော်အားဖြင့်ဆောင်းရှောက်ခံရဖို့ခေါ်ထားသောသူများကိုနှုတ်ခွန်းဆက်ကြပေါ့မှန်ပါတယ်စိတ်ဝင်စားဖို့ကောင်းတာကအခိုင်းငယ်သုံးပါလေးသူကပြောတယ်မူလကတော့သူကအားလုံးနဲ့ဆိုင်တဲ့ကဲတင်ချင်းအကြောင်းရေးချင်းရတာอืมဒါမဲ့အချင်းတွေတစ်ခုကြောင်းအဲ့ဒါထက်ပိုရေးကြည့်ပြောရမယ့်အကြောင်းကိုပြောင်းရေးလိုက်ရတယ်ဆိုပြီးတော့ ဟုတ်ပါတယ်အဲ့ဒီအရေးကြီးပြောင်းရေးလိုက်ရတဲ့အကြောင်းရင်းကတကိကောအတိကပဲအဲ့ဒါကပါလဲဆိုတော့တန်ရှင်သူတို့အားတချင်းဒီနဲ့အပြီးပေးရတော်မူသောယုံကြည်ခြင်းတကကြိုးစားတိုက်ခိုက်ကြရန်ဆိုပြီးအတဲအတန်တိုက်တွန်းမှုဖိလာလို့ပေါ့အေးဒီစကားရကနည်းနည်းရှိတယ်လို့ပဲနော်ဆိုလွင်းကပါလဲအော်ဟုတ်ချေတော့ရှိတယ်ဒါမဲ့ဆိုလွင်းကလေခရိယံယုံကြည်ခြင်းရဲ့အခြေခံအမှန်တရားတွေပေါ့ဒါတွေကပြောင်းလို့မရဘူးဖြည့်စွက်လို့မရဘူး ဖျားတခင်စီကတခါတည်းအပီးအပိုင်ပြေးထားတဲ့အရာဖြစ်တယ်ဆိုတော့ဆိုလိုတာ။အိုးဟုတ်ကဲ့။ဘာလို့ဒီလောက်အရေးတကြီးတိုက်တွန်းရလဲဆိုတော့အခန်းငယ်လေးမှာဆက်ရှင်းထားတယ်။အဲ့ဒီမှာဖျားတရားမဲ့တဲ့သူတွေဖျားတခင်ရဲ့ကြီးစုတော်ကိုအလွဲတုံးပြီးရောလေကိုချင်းတရားပြစီအောင်လမ်းဖွင့်ပေးတဲ့သူတွေ။နောက်ပြီးအရှင်ယေရှုခရစ်တော်ကိုမြင်ပေတဲ့သူတွေကအသင်းတော်တွေကိုမတိမတာတိတ်တဆိတ်ဝင်လာလို့တိတ်တဆိတ်ဝင်လာတယ်ဆိုတော့အတုံးကနည်းနည်းကြောက်စရာပဲနော်။ ဟုတ်တယ်တကယ့်ကိုတတိထားအာမဆိုလိုတာသူတို့ရဲ့မာယွင်းမှုတွေကအစမှတိတိတသားကြီးမဟုတ်ဘူးလေအင်းဟုတ်ပါပဲအများအဖြစ်ဟုတ်တယ်တခါလေအမန်တရားနဲ့နည်းနည်းစင်သူတွေအောင်လှုပ်ထားတာတော့ဒါမှမဟုတ်ဟိုကျေးဇူးတော်တို့လွတ်လပ်ခြင်းတို့ခေါင်းစဉ်တက်ပြီးတော့ကိုချင်းတရားပေါ်လျော့မှုပေါ်အားပေးတာမျိုးပေါ့ဟုတ်ကဲ့အဲဒါကြောင့်ယူဒကဒီလောက်ပြင်းပြင်းထန်ထန်တတိပေးနေရတာယုံကြည်ခြင်းအခြေခံ အမှန်တရားကို ကိုယ်တိုင်ကခိုင်ခိုင်မာမာမသိထားရင် ဲ့လိုလန်လွဲသွားဖို့ကတိတ်လွယ်တယ်။ဒါဆိုဒီလိုမာယွန်းတဲ့ဆရာတွေဖျားတရားမဲ့သူတွေရဲ့ NDN နဲ့သူတို့နောက်ဆုံးဘလို့ဖြစ်မလဲဆိုတာကိုယူဒကသမိုင်းကိုကိုးကားပြီးဘလို့တတိပေးထားသေးလဲ။ဟုတ်တယ်။ယူဒကသူ့စကားကိုအတီးပြဖို့သမိုင်းကိုပြန်ညွန်းတယ်။ဖျားတခင်ရဲ့တရားစီရင်ခြင်းကဘလို့တေချာတယ်ဆိုတာပြဖို့အခန်းငယ်ငားကနေခွန်မှာတာရကတုံးဟုတုံးထားတယ်။ပထမတစ်ခုကဣတလေလာလူမျိုးတွေအကြောင်း음သူတို့ကို အစ်ကြည့်ပြီးဂျွန်ဘွားကနေဖျားကကဲထုတ်ခဲ့တယ်မဟုတ်လားဒါမှမဟုတ်ခီးလာမမယုံကြည်ကြဘူးပုံကန်ကြတယ်အဲ့ဒီတော့ကရီထားရပြေကိုမဝင်ရဘဲတော်ထမ်းမှာပျက်စီးခဲ့ရတာကိုသတိပေးထားတယ်သူတို့ရာကဖျားယွေခြေဆူတော်ကိုခံရပြီးမှမယုံကြည်ရင်တောင်အပြစ်တန်နဲ့မလွတ်ဘူးဆိုတဲ့သဘောပေါ့အတိအကျပဲကဲကျင်ချင်းခံရပြီးသားသူတွေတောင်ပျက်စီးနိုင်တယ်ဆိုတဲ့သတိပေးချက်ကတော်တော်လေးအလေးထားရမယ့်အချက်ဟုတ်ကဲ့ဒုတိယတာရကကတော့ဘာဝါလဲ ုတိယတာရကတော့ပူတောင်ထူဆိုင်ပေတယ်။ကောင်းငင်တမန်နေနပတ်သက်တဲ့သူတို့ကသူတို့ရဲ့မူလအခွင့်အရာ နေရာကိုမဆောင်ထင်းပဲစွန့်ခွာသွားလိုတယ်။အဲဒါကြောင့်ဘုရားသခင်ကသူတို့ကိုတရားစီရင်မဲ့မဟာနေရတဲ့ထာဝရချီတော်ခြင်းနဲ့မောင်မိုက်ထဲမှာချုပ်ထားတယ်လို့ဆိုတယ်။ကောင်းငင်တမန်ချစ်တာတော့အဖြစ်လုံရင်အဖြစ်တန်းခိုင်းရတာပဲနော်။ဟုတ်ပါတယ်။ဒါကိုထင်ရှားစေတာ။တတိယကာရကကတော့လူတတော်များများကြားဖို့မဲ့တောတုံနဲ့ဂေါမရမြို့ရဲ့အကြောင်းဖြစ်မယ်။ဟုတ်တာပေါ့။ တော်တုံနဲ့ဂေါမောရာပြီးတော့အနီးတစ်ပိုက်ကမြို့တွေပေါ့လေသူတို့ကလင်ပိုင်းဆိုင်တာမှာအလွန်ကျွံဖောက်ပြန်ကြတယ်တဘာဝနဲ့ဆန့်ကျင်တဲ့အခြေအနေလိုက်စားကြတယ်အဲ့ဒီအတွက်ထာဝရမီးရဲ့အပြစ်တန်ကိုခံရတယ်ဒါနောင်လာနောက်သားတွေကျပုံတက်တဲ့ဖြစ်စေတယ်လို့အခန့်ငယ်ခွန်မှာဆိုထားတယ်အော်ဒီတာရကသုံးခုစလုံးကဘာကိုမီးမောင်းထိုးပြလဲဆိုတော့ဖျားသခင်ကအပြစ်ကိုဒီအိုင်းချင်းနေမှာမဟုတ်ဘူးတရားစီရင်ခြင်းကတေချာပေါက်လာမယ်ဆိုတာပဲဟုတ်ကဲ့ဒါကြောင့်အဲ့ဒီမိုင်းယူနစ်တွန်သင်သူတွေလည်း ူတို့လောက်ရဲ့အတွက်အကျိုးဆက်ကိုရှောင်လွှဲလို့မရဘူးဆိုပြီးပြင်းပြင်းထန်ထန်တရီပေးနေတာဒီလိုတမိုင်းနဲ့တတိပေးတာအပြင်ယူရာကအဲ့ဒီမိုင်းရဲ့တူတွေရဲ့အချင်းစရိတ်တွေကိုကောဘလို့မျိုးဖုံဖော်ထားသေးလဲသူတို့ကိုဘလို့တီးနိုင်မလဲပေါ့အခန်းကြီးရှက်ကနေ73မှာသူတို့ရဲ့စိတ်ရိုက်လက္ခဏာတွေကိုပို့ပြီးအသေးစိတ်ပြောပြထားတယ်သူတို့ကအိမ်မက်မက်တိတူတွေလိုပဲတဲ့ကိုခန္ဓာကိုညစ်ညူးစေတယ်အာနာဆက်ကိုပယ်တယ်ဖုံးအတရေရှိတဲ့သူတွေကိုပြင်မာပြောဆိုကြတယ်ပေါ့ စိတ်ဝင်စားစရာကောင်းတာကအခန်းငယ်၉မှာလေကောင်းကင်တမန်မြေမိခလာတောင်မောရှေရဲ့ကိုခန္ဓာကိစ္စနဲ့ပတ်သက်ပြီးမာနနဲ့ငင်းခွန်နေတာဟုတ်ကဲ့အဲ့ဒီမှာတော့မာနကိုပြစ်မှားတဲ့စကားနဲ့မဆုံးပါဘဲနဲ့ထာဝရဘုရားကတင့်ကိုဆုံးမတော်မူပါစေလို့ပဲပြောခဲ့တယ်။အော်ဒါပေမဲ့ဒီမာယွင်းတဲ့ဆရာတွေကသူတို့ကိုယ်တိုင်သိချာနားမလဲတဲ့အရာတွေကိုတောင်ရေးရဲတင်းတင်းပြစ်မှားပြောရကြတယ်။တရားဆိုင်တယ်လို့ပဲတဲ့ သူတို့ရဲ့ပင်ကိုအသီးစိတ်နောက်လိုင်းရင်းပျက်စီးရတယ်လို့ဆိုထားတယ်။တော်တော်လေးပြင်းထန်တဲ့ဖော်ပြချက်တွေပဲနော်။ပြီးတော့သူတို့ကိုပုံဥပမာတွေနဲ့ခိုင်းတာတွေလည်းပါသေးတယ်မဟုတ်လား။မှန်ပါတယ်။အဲ့ဒီပုံဥပမာတွေကသူတို့ရဲ့အမြင့်မဲ့ပုံအန်ဒီရဲ့ရှိပုံကိုတိတ်ကိုထိထိမိမိဖော်ပြတယ်။ဟုတ်ကဲ့။ဥပမာရေမရှိသောမိုးတွင်ကဲ့သို့လေတိုက်ရလွင့်သွားသောသူများဆိုတာလေ။သူတို့တော်နေကြတွေကမျောလင်းစရာကောင်းသလိုလိုနဲ့တကယ်တမ်းမှာ ဝိညာဉ်ရေးကအသက်ရေမပါဘူးအချိုးကျစုမရှိဘူးအနစ်မဲ့တယ်တည်ငြိမ်မှုလည်းမရှိဘူးပေါ့အော်လေတိုက်ရလွန့်လေတာမျိုးပေါ့ဟုတ်တယ်ပြီးတော့ဆောင်းကာလာနိုင်တည်၍အမျက်နှစ်တကွာနှုတ်ပြချင်းခံရသောအသီးမရှိတဲ့တစ်ပင်များဆိုတာကြတော့သူတို့ကဝိညာဉ်ရေးကအသက်မရှိဘူးကောင်းတဲ့အသီးပွင့်ဘာမှမဖြစ်ထွန်းနိုင်ဘူးအတော်မဝင်တဲ့အပြင်အန်ရီရောင်ဖတ်သေးတယ်ဆိုတာပြရတယ်နောက်တစ်ခုက မိမိတို့ဤရှက်ဖွေတို့အရာများကို မြုတ်ထက်စေတို့ပင်လေဤပြင်းထန်တို့လှိုင်းများဆိုရာကတော့အဲ့ဒါဘာကိုဆိုလိုတာပါလဲဒါကလေသူတို့ရဲ့လောက်ရတဲ့သူတို့တွန်တင်ချက်တွေကထိန်ချုပ်လို့မရဘူးဖျော်ဖျက်နိုင်တယ်နောက်ဆုံးမှာတော့သူတို့ရဲ့ရှက်ဆက်ဟာအတွင်းတဘောတွေကအမြုပ်တယ်လို့လူတွေရှေ့မှာပေါ်လာရောဆိုတဲ့သဘောပဲဟုတ်ကဲ့သူတို့အသက်တာကအကျိုးပြုတာထက် ဖြတ်စည်းမှုတွေရှုပ်ထွေးမှုတွေပဲပိုချစ်စေတာပေါ့အင်းနောက်ဆုံးပုံဥမာကလမ်းလွဲတော့ကျဲများရှေတုန်းကကျဲတွေကြည်ပြီးလမ်းရှာကြတယ်လीဟုတ်ဒီကျဲတွေကလမ်းမှန်ကနေလွဲသွားပြီးတည်ငြိမ်တဲ့လမ်းကြောင်းမရှိတော့ဘူးဆိုလိုတာကသူတို့ကအမှန်တရားလမ်းကြောင်းကနေတွေ့ပြဲနေတယ်သူတို့ကိုယုံကြည်လိုက်တဲ့သူတွေကိုလည်းလမ်းမကိုပဲခေါ်သွားမှာသူတို့အတွက်ကတော့သာဝရချုပ်ကျဲထားတဲ့အမောင်တူပဲစောင့်နေတယ်ပေါ့ အော်ဒီပုံဥမာတစ်ခုချင်းစီကသူတို့ရဲ့အန်တရယ်ကိုရှုထောင့်ဆောင်ကနေတတိပေးနေတယ်လို့ပဲเนาะအပေါ်ရန်ကြီးကောင်းချင်းကောင်းမယ်ဒါပေမဲ့အထဲမှာနှစ်မရှိဘူးအကျိုးမပြုဘူးရှုပ်ထွေးစီတယ်เนาะဆုံးလမ်းမပို့ပြီးပျက်စီးမယ်ဆိုတာတွေပေါ့ဟုတ်ပါတယ်ကြည်တိကြကြပါတယ်ပြောအင်းအောင်ရဲ့ profit ပြုချက်ကိုကိုကခါသေးတယ်เนาะဟုတ်တယ်အခန်းငယ်၁၄၅မှာအာဒန်ကနေခုနှစ်ဆက်မြောက်အင်းအောင်သူ profit ပြုခဲ့တဲ့စကားကိုယူရာပြန်ကိုကားတယ်ကြည့်ရှုလို့ ထာဝရဘုရားသည်မိမိအတန်ရှင်းသူအပေါင်းတောင်းတင်းတို့နဲ့အတူကြွလာတော်မူပြီလူပေါင်းတို့ကိုတရားစီရင်တော်မူ၍ဘုရားတရားမဲ့တော်သူအပေါင်းတို့သည်ဘုရားတရားမဲ့စွာပြုကျင့်ခဲ့သောဘုရားတရားမဲ့သည်အချင်းအနှောအတွက်၎င်းဘုရားတရားမဲ့သောအပိသာတို့သည်ကိုရောကိုစန့်ကျင်၍ပြောဆိုခဲ့သောကျမ်းတန်းတိစကားအနှောအတွက်၎င်းပြည့်တင်ဆုံးမတော်မူလိမ့်မည်ဆိုပြီးတော့ပေါ့ဒါအရှိမပြောင်းဟဲ့တဲ့တရားစီရင်ရင်တေချာပေါက်လာမယ်ဆိုတာကိုထက်ကြီးအတီးပြုလိုက်တာပဲမှန်ပါရဲ့ သူတို့ရဲ့ဟိုမကြည်မနှက်မြေတန်းတက်တာတို့ကိုဓမ္မတ်မှုနောက်လိုက်တာတို့မာနကြီးတာတို့ကိုဂျိုးအတွက်မျက်နာလိုက်တာတို့ဆိုတဲ့ဆရိုက်တွေကိုလည်းအခန်းငယ်16မှာထပ်ဖော်ပြထားသေးတယ်။ကဲဒီလောက်ပြင်းထန်တဲ့တတိပေးချက်တွေမာယွန်းသူတွေရဲ့ဆရိုက်နဲ့အဆုံးသတ်တွေကြားပြီးတဲ့အခါကျတော့ယုံကြည်သူတယောက်အနေနဲ့ကဲငါတို့ဘာလုပ်ရမလဲဆိုရင်မိကောင်အရေးကြီးလာပြီ။ဟုတ်ကဲ့ တကယ်ရေးချီတယ်မေကုံးမယူရာကအဲ့ဒီအတွက်ဘယ်လိုလမ်းညွှန်ထားလဲဆက်ကြည့်အောင်ဒီကောင်းပါတယ်ယူရာကတတိပေးယုံပစ်တင်ယုံမဲမဟုတ်ဘူးရုံးကြည့်သူတွေလက်တွေ့ပါလောက်ရမလဲဆိုတာကိုအခန်းငယ်16ကနေ23မှာ ရှင်းရှင်းလင်းပြောထားတယ်ပထမဆုံးအခန်းငယ်16ကနေ19မှာလဲတမန်တော်ကြီးကြိုပြောခဲ့တဲ့စကားတွေကိုသေးရွာကြပါလို့တိုက်တွန်းတယ်อืมနောက်ဆုံးကမှာကိုယ့်ရဲ့ဖျားတရားမဲတွေတတ်မှတ်မှုတွေအတိုင်း လိုက်ပြီးတော့ပြောင်းလောင်းကဲ့ရဲ့တဲ့သူတွေပေါ်လာမယ်ဆိုတာကိုပေါ့ဒီလူတွေက အချင်းချင်းတင်းခွဲတက်တယ်ဇာတိပကတိအတိုင်းပဲအတက်ရှင်တယ်တန်ရှင်သောဝိညာဉ်တော်ဥဆောင်မှုမရှိဘူးလို့ဖော်ပြထားတယ်ဆိုလိုတာကဒီလိုအချင်းချင်းကျွန်းလာရင်အံ့ဩမနေနဲ့ဒါကကြိုပြောထားပြီးသားပဲဆိုတာနားလည်ထားဖို့လိုတယ်ပေါ့ဟုတ်ပါတယ်ကြိုတိထားတော့ပြင်ဆင်ထားလို့ရတာပေါ့ဒါဆိုအဲ့ဒီလိုအချင်းချင်းမှာယုံကြည်သူတွေအဖြုတ်တဘောဆောင်ပြီးဘာတွေလုပ်ရမလဲဟုတ်ကဲ့ဘာတွေလုပ်ရမလဲ အခန်းငယ်20နဲ့21မှာအဓိကလိုရမယ့်အချက်၃ချက်ကိုအတိအကျပြောတာတယ်။ဒါကိုယုံကြည်ခြင်းတိုက်ပွဲအဂရလက်နက်စင်တာလို့ပြောလို့ရမယ်ထင်တယ်။음ပထမအချက်ကတင်တို့မူကတင်တို့ဤအလွန်တန့်ရှင်းသောယုံကြည်ခြင်း၌မိမိကိုယ်ကိုတိဆောက်ကြလော။ဆိုလိုတာကအခြေခံတမန်တရားတွေကိုပုံနာလေအောင်ပိုခိုင်းမအောင်စူးစမ်းလေ့လာကျင့်သုံးဖို့။ဟုတ်ကဲ့။မာယွေမှုတွေကိုခွဲခြားသိဖို့အမှန်တရားကိုကောင်းကောင်းသိထားမှရမလဲ။ဟုတ်တာပေါ့ဒုတိယအချက်က တန်ရှင်းသောဝိညာဉ်တော်အထရစ်ဆူတောင်းကြလော့ကိုခွန်အားနဲ့မဟုတ်ပဲဖျားရဲ့တန်ခိုးတော်ဉာဏ်ပညာတော်ကိုမိခိုဖို့ပေါ်ဝိညာဉ်တော်လမ်းပြတဲ့အတိုင်းဆူတောင်းအသက်ရှင်ဖို့လိုတယ်ဆိုတာဒါကဝိညာဉ်ကြီးရဲ့ခွန်အားရဲ့အဓိကရင်မြစ်ပါအင်းတတိယချက်ကဖျားတခင်ဤချစ်ချင်းမေတ္တာ၌မိမိကိုယ်ကိုစောင့်ချောက်ကြလော့သာဝရအတက်ရဖို့ရန်အတွက်ငါတို့တခင်ယေရှုခရစ်တော်ဤကရုဏာတော်ကိုမျှော်လင့်လက်နေကြလော့ဆိုတော့ ဖျားရဲ့ချစ်ချင်းမေတ္တာပေါင်းထဲမှာနေတာနာခံတာကိုရောနဲ့မိသားဟရာဖွဲ့တာနဲ့အနာကက်ကဲတင်ချင်းပြည့်စုံမဲ့မျောလင်းချက်ကိုခိုင်းခိုင်းမာမာစုတ်ကန်ချခြင်းကလက်ရှိစိန်ခေါ်မှုတွေကိုကြော်ဖို့ခွန်အားဖြစ်စေတယ်။ကိုယ့်ကိုယ်ဝိညာဉ်ရေးရမှာတိဆော့ဖို့ဆွတ်တောင်းဖို့ဖျားရဲ့ချစ်ချင်းနဲ့ကရုဏာကိုမျောလင်းဖို့ဒါတွေကကိုယ့်တာလောက်ရမယ့်အပိုင်းပေါ့နော်။ဟုတ်ပါတယ်။တခြားဖွဲ့တွေနဲ့ပတ်သက်လို့ကဘယ်လိုလမ်းညွှန်သေးလဲအထွေပင့်ဟိုတန်တရားဝင်နေတဲ့သူတွေလမ်းလွှဲနေတဲ့သူတွေကိုဘလို့ဆက်ဆံရအောင်လဲဆိုတာမျိုးပေါ့ဒါလည်းတိတ်အရင်ကြီးတဲ့ပိုင်းပဲ အခန်းငယ်20နှစ်နဲ့23မှာအုပ်စု3စုကိုဘလော့ကူနီယမ်လဲဖျောက်ထားတယ်။ပထမအုပ်စုကတန်တရာရှိသောသူအချို့ကိုကရုဏာပြကြလော့။သူတို့ရဲ့မဲခွန်းတွေယုံမားမှုတွေကိုစာနာမှုနဲ့တုံ့ပြန်ဖို့အမှန်တရားကိုညင်သားစွာ ရှင်းပြဖို့လိုတဲ့ပေါ့။ဟုတ်ကဲ့။ဒုတိယအုပ်စုကအချို့ကိုမိသည်မှာဆွဲနှုတ်ရဲကဲတင်ကြလော့။ဒါကပိုပြီးအရေးပေါ်ခြင်းနဲ့ရောင်းနေတဲ့သူတွေအန်ဒီယကြီးတဲ့မာယွတ်မှုတွေနစ်နေတဲ့သူတွေကိုပြောတာဖြစ်နိုင်တယ်။ သူတို့ကိုကဲဖို့ပိုပြီးပြတ်သားတဲ့အားဆိုင်တဲ့လှုပ်ဆောင်မှုလုပ်နိုင်တယ်။อืมမိတဲ့ကဆွဲထုတ်တယ်ဆိုတော့ဟုတ်တယ်။တတိယအုပ်စုကိုကူညီတဲ့အခါမှာတော့အချို့ကိုကြောက်ရွံ့ချင်းနဲ့တကွာကရုဏာပြကြလို့ဇာတိပဂရိအားဖြင့်ညင်ညူးနေသောအဝတ်ကိုဖင်ဆက်ဆုပ်ယုံရှာလက်လို့ဆိုထားတယ်။အဲ့ဒီတတိယအချက်ကနည်းနည်းလေးရှုပ်သွားတယ်လို့ပဲ။ကြောက်ရွံ့ချင်းတဲ့ကရုဏာပြတာပြီးတော့ညင်ညူးရဲ့အဝတ်ကိုဆက်ဆုပ်ယုံရှာတာတော့ဘယ်လိုနားလည်ရမလဲရှင်။ ဒါဒါတကယ်ကိုလက်တွေ့ကြပြီးသတိထားရမယ်ဟန်ချက်ပဲကရုဏာပြပြီးကုညီကဲတင်းဖို့ကြိုးစားတဲ့အခါမှာတောင်းသူတို့ရဲ့အဖြစ်သူတို့ရဲ့မာယွန်းနဲ့လမ်းစဉ်ကိုအားပေးတယ်လို့ဖြစ်သွားတာမျိုးပေါ်ပေါ်ဆက်ဆက်သဘောထားတာမျိုးမဖြစ်ဖို့အရေးကြီးတယ်အော်ဟုတ်ကဲ့ဇာတိပကတိအားဖြင့်ညဉ်ညူနေသောအဝိကိုပင်ဆက်စုပ်ယွန်းရှာလျက်ဆိုတာကသူတို့ရဲ့အဖြစ်တည် မာယွန်းမူဘဲကိုကိုယ်တိုင်ကူးစက်မခံရအောင်ကိုယ်တယ်လည်းလမ်းမထဲပါမတော့အောင်အင်မတန်တတိကြီးလာထားရမယ်ဆိုလိုတာအင်းအင်း ကြောက်ရွံ့ခြင်းဆိုတာကဒီနေရာမှာဖျားသခင်ကိုကြောက်ရွံ့ရိုသေခြင်းအပြစ်ရဲ့အကျိုးဆက်ကိုကြောက်ရွံ့ခြင်းကိုယ်ရဲ့ကြဆုံးသွားမှာကိုကြောက်ရွံ့ရင်းတဲ့ပုံမျိုးဖြစ်နိုင်တယ်။ဆိုတော့ကရုဏာနဲ့တမတရားကိုခိုင်ခိုင်မာမာဂိုင်ထမ်းရင်းနဲ့တတိကြီးစွာနဲ့ကူညီဖို့လမ်းညွှန်နေတာပါ။ဒီဟာချက်ကတူတူလေးလက်တွေမှာတိမ့်ဝေပြီးခက်ခဲနိုင်တယ်။ဟုတ်ပါရဲ့ဟုတ်ပါရဲ့။တနာလို့ကူညီရင်ကိုယ်တိုင်ပါရိုးပြီးမားသွားရမျိုးမဖြစ်အောင်တတိပေးထားတာပေါ့။ကဲယူရာဩဝါရာစာရဲ့အဆုံးသက်ပိုင်းကိုကြည့်ရအောင်။ ဒီလောက်ပြင်းထန်တဲ့တတိပေးချက်တီတိုက်တွန်းချက်တီအပြီးမှာဘလို့နှိကုံကြုတ်ထားပါသလဲအဆုံးတအခန့်ရဲ့နေဆလီနဲ့နဆငါရောလီဒီအိုဝါရာစာတစ်ခုလုံးရဲ့အနစ်ချော့အားပေးစကားလို့ပြောလို့ရတယ်တကယ်ကိုခန်းနာကြည့်ကြတဲ့ဘုံလိုချီမန်းချင်းဒေါက်ဆိုလော်ဂျီနဲ့အဆုံးတထားတာဟုတ်ကဲ့တန်တော့ကိုချွေးရင်းချင်းမရှိစေရန်စောင်းချောင်းနိုင်တော်မူသောမိမိဤဘုံအသေးသေးတော်ရှင်း၌ တင်တို့ကိုအဖြစ်ကင်းစင်လက်ဝမ်းရောက်ချင်းကြီးစွာဖြင့်ရက်တန့်ဆင်နိုင်တော်မူသောဖျားဝိခင်ကိုချီးမွမ်းထားတယ်။ဒီစကားတွေကတိတ်ကိုအားရှိစရာပဲ။ဒီချက်ကခုနဆွေးနွေးခဲ့တဲ့ကြောက်ရွံ့ခြင်းနဲ့တတိထောက်ရမယ်ဆိုတာနဲ့ဘလို့ဆက်ဆက်နေမလဲ။ကောင်းကင်မိခုံးမှာတဖက်မှာမာရွင်မှုတွေကိုယ့်ရဲ့အားနည်းချက်တွေကြောင့်လဲကျနိုင်တဲ့အန္တရာယ်ကိုတတိထားရမယ်။ကြောက်ရွံ့ခြင်းနဲ့ကိုယ့်ကိုယ်ကိုစောင့်ရှောက်ရမယ်။ဟုတ်။အပိတ်တစ်ချိန်ထဲမှာကိုယ့်ရဲ့တီမဲမှု နောက်ဆုံးမှာဖျားသခင်ရှင် အပြည့်ကင်းစင်စွာယက်တည်နိုင်မှုကကိုယ့်ရဲ့ကြိုးစားမှုတသက်ကြောင့်မဟုတ်ဘူးဆိုတာကိုဒီအဆုံးသက်ကအာမခံချက်ပေးနေတာ။အော်။ကျွန်တော်တို့ကိုလဲမကြအောင်ဆောင်းရှောင်းနိုင်တယ်။တငိုးရှင်ဘုရားသခင်ရှိတယ်။နောက်ဆုံးမှာသူ့ရဲ့ဘုံတော်ရှိမှာဝိုင်းမြောက်စွာနဲ့ယက်တည်နိုင်အောင်လှုပ်ပေးနိုင်တာဟာဘုရားသခင်ပဲဖြစ်တယ်ဆိုတဲ့အသည့်ကကြီးမားတဲ့နှစ်သိမ့်မှုနဲ့မျောလင်းချက်ကိုပေးတယ်။ဟုတ်ကဲ့ဟုတ်ကဲ့။ဒါကြောင့်ငါတို့ဤကယ်တင်ရှင်တဆူရရသောဘုရားသခင်၌ဘုံအတ္တရေ၊ဂုံချက်တေရေ၊အစွမ်းသက်တည်နဲ့အာနာဇတ်တည် ငါတို့သခင်ယေရှုခရစ်တော်အားဖြင့်ယခုမှစ၍ကဘာအဆက်ဆက်ရှိစေတည်းအာမင်ဆိုပြီးအဆုံးသက်ထားတာကဒီတိုက်ပွဲမှာယုံကြည်သူတွေအားမလျှော်တော့အောင်အာရင်တက်လောင်းပေးလိုက်တာပါပဲ။ဒါဆိုရင်ရှင်ယုတော်ဩဘာနာစာတဆောင်လုံးကိုခြုံပြီးကြည်လိုက်ရင်ပေါ့လေ။အဓိကအမာခံတည်ရင်စကားကတချိန်တည်းအပီအနှင်းထားရဲ့ယုံကြည်ခြင်းအမှန်တရားအတွက်အားထုတ်ကြိုးပမ်းပါကာကွယ်ပါတိုက်လှန်ပါဆိုတာပဲထင်မယ်နော်။အတိအကျပါပဲ။အဲ့ဒီယုံကြည်ခြင်းအမှန်တရားဆိုတာ လူလုထားတဲ့အတွေးခေါ်မဟုတ်ဘူးခစ်အလိုက်ပြောင်းလို့ရတဲ့အရာမဟုတ်ဘူးတခါတည်းအပြီးအပိုင်ပြည့်ရထားပြီးသားအရာဖြစ်တယ်ဆိုတဲ့အချက်ကိုယူဒာကအထူးပြုပြောနေတာပါဒီတွင်တင်ချက်တွေကနှစ်ပေါင်း2000နီးပါးကြာပြီဆိုပေမဲ့ဒီနေ့ခစ်အတွက်ဘလောက်ထိသက်ဆိုင်နေသေးလဲ The wise believers ရဲ့လေ့လာချက်တွေအားအဓိကထုံ့နှုတ်ယူနိုင်တဲ့လက်တွေ့ကျတဲ့သင်ခန်းစာတွေကဘာတွေဖြစ်မလဲရှင်ဒီတွင်တင်ချက်တွေကလေဒီနေ့ခစ်အတွက်အရင်ကထက်တောင်တိုးပြီးသက်ဆိုင်တယ်လို့ပြောနိုင်တယ် အဓိကအချက်၃ချက်လောက်ထုံးလို့ဆွေးနွေးချင်ပါတယ်။ဟုတ်ကဲ့ပြောပြပါဦး။ပထမအချက်ကအမှန်တရားကိုခွဲခြားသိမြင်နိုင်စွမ်းပါတယ်။ဒီနေ့ခေတ်ကတရင်အချက်လက်တွေပေါက်ကွဲနေတဲ့ခေတ်လေ။ဟုတ်ပါတယ်။ Internet လူမှုကွန်ရက်တွေကနေဖာဒါကြီးနဲ့ပတ်သက်တဲ့တွန်တင်ချက်တွေအတွေးခေါ်တွေအယူအဆတွေအမျိုးမျိုးအလွဲတကူကြက်နှံနေတာ။ဘယ်ဟာကတကယ်ချမ်းသာအခြေခံတဲ့အမှန်တရားလဲ။ဘယ်ဟာကလူအသွေးတတ်တယ်လဲ။ဘယ်ဟာကမာရွင်းနဲ့လမ်းညွန်မှုလဲဆိုတာခွဲခြားသိနိုင်မှုအလွန်အယူကြီးလာတယ်။ မှန်ပါတယ်ယူရတတိပေးတယ်လို့ပဲတချိန်တည်းနဲ့အပီပေးအပ်တော်ယုံကြည်ခြင်းရဲ့အခြေခံတမန်တရားတွေကိုကိုယ်လည်းခိုင်ခိုင်မာမာတည်ထားမှသာမာယွန်းမှုတွေကိုခုတ်ခတ်နိုင်မှာဟုတ်ပါတယ်ကိုယ်တိုင်မခိုင်မှန်ရင်လေတိုက်တိုင်းရင်းနေအပင်လို့ဖြစ်သွားမှာပေါ့ဒုတိယအချက်ကတော့ဒုတိယအချက်ကကိုချင်းတရားနဲ့ဂျေဆုတော်ရဲ့ဆက်ဆံမှုပါယူရာကဖျားသခင်ရဲ့ဂျေဇူးတော်ကိုကာမဂုံလိုက်စားခြင်းအကြောင်းဖြစ်စေသောသူများကိုပြင်းပြင်းထန်ထန်တရိပ်ပေးခဲ့တယ်လေ ဟုတ်ကဲ့တနည်းပြောရင်ငါတို့ကဂျေဆုတော်အကြောင်းကဲတင်ချင်းရတာအချင်းကြောင့်မဟုတ်ဘူးဒါကြောင့်ဘလို့နေနေရတယ်ဆိုတဲ့အတွေ့အခေါ်မျိုးပေါ့ဒီလိုအတွေ့အခေါ်ကပုံစံအမျိုးမျိုးနဲ့ဒီနေ့ထိရှိနေတုံးပဲအေးရှိနေပါတယ် you getting here ဂျေဆုတော်ဟာကိုချင်းတရားပြပြဟုကွင်းပြူတာမဟုတ်ဘူးအဲ့ဒီဂျေဆုတော်ကိုတန်ဖိုးထားပြီးတန်ရှင်းတဲ့အသက်တာနဲ့ပြန်တုံ့ပြန်ဖို့ဖြစ်တယ်ဆိုတာရှင်းရှင်းလင်းလင်းပြတယ်ဖျားရဲ့ချစ်ချင်းမေတ္တာထဲမှာ ကိုကိုကိုစောင်းလျှောက်တယ်ဆိုတာကိုရော်ရဲ့ပြည့်ညက်တွေကိုလိုက်နာချင်းနဲ့လဲဆက်ဆက်နေတာပေါ့ကက်တင်ချင်းကအလကားရပြီမဲ့ရပြီနောက်မှာတောင်မဲ့ဆိုတာနေလုံးမျိုးဖြစ်ဘူးဆိုတာတော့ပေါ့နော်ဟုတ်ပါတယ်တတိကအချက်ကခုနကဆွေးနွေးခဲ့တဲ့ကိုကိုကိုဒီဆောက်တာနဲ့တခြားသူကိုကူညီတာကြားကဟန်ချက်နဲ့ဆိုင်မဲ့ထင်တယ်ဟုတ်ပါတယ်တတိယအချက်ကဝင်ငင်ရေးရတိဆောင်မှုနဲ့ကိုရိုနာသက်သာကူညီခြင်းကြောင့်ဟန့်ချက်ညင်မှုလိုအပ်ခြင်းပါ။မာယွင်းနဲ့တန်တမှုတွေကိုစန့်ကျင်တိုက်ခိုက်တယ်ဆိုတာမှအငင်းပွားယုံ ဝေဖန်ယုံတက်တက်ထင်းနေလို့မရအောင်အဲ့လိုလုံရင်မေတ္တာတရားခေါင်းမသွားတတ်တယ်ဟုတ်ကဲ့ယူရကအပြူသဘောဆောင်တဲ့လူရတီကိုအလေးပေးတယ်ကိုကိုကိုယုံကြည်ခြင်းမှတီးဆောင်ပါဝိညာဉ်တော်အားဖြင့်ဆုတောင်းပါဖရာရဲ့ချစ်ခြင်းမထားတဲ့မှနေပါကရုဏာတော်ကိုမျှော်လင့်ပါဒါဒီကကိုယ့်ရဲ့ဝိညာဉ်ရေးရာခံတက်ကိုခိုင်မစေတဲ့တချိန်တည်းမှာလမ်းလွဲနေသူတန်တရားဝင်နေသူတွေကိုကရုဏာနဲ့ဆက်ဆံဖို့ကဲ့တင်ဖို့ကြိုးစားရမယ် ဒါမဲ့ခုနအလေးပေးပြောခဲ့တယ်လို့ပဲသူရဲ့အမားကိုအာမပေးမိဖို့ကိုယ်တိုင်လည်းအညစ်အကြေးမဆုံးပေးအောင် အလွန်တရီထားဖို့ကြောက်ရွံ့ခြင်းနဲ့လှုပ်ဆောင်ဖို့လိုအပ်တယ်။อืมအဲ့ဒီဟန်ချက်ကအရေးကြီးဆုံးပဲ။ဟုတ်တယ်။တမားတရားတို့ပြတ်သားမှုနဲ့လူတွေပေါ်ထားတဲ့ကရုဏာဒီနှစ်ခုကိုဟန်ချက်ညီညီကင်တွယ်နိုင်ဖို့ဟာခရစ်ယာန်အသက်တာရဲ့တကယ်စင်ခေါ်မှုတစ်ခုပါပဲ။တကယ်ကိုအရေးကြီးတဲ့အချက်တွေပါပဲ။ အနှစ်ချုပ်ပြောရရင်တော့ရှင်ယူဒအဝါဒစာဟာတိုးပေမဲ့ဒီနှစ်ခေတ်ယုံကြည်သူတွေအလွန်တန်ဖိုးရှိတဲ့လမ်းညွန်ချက်တွေတတိပေးချက်တွေအားပေးမှုတွေအပြည့်ပြနေတဲ့ကျမ်းတစုံပါပဲဟုတ်ပါပြီမှတော့ယုံကြည်ခြင်းအမှန်တရားကိုခိုင်ခိုင်မာမာစုပ်ကင်ထားဖို့လိုအပ်ရဲ့အဲ့ဒီအတွက်အားထုတ်တိုင်လံဖို့တချိန်တည်းမှာပဲကိုကိုကိုဖခင်ရဲ့မေတ္တာနဲ့ကရုဏာတော်ထဲမှာစောက်ရှောက်တိဆောက်ဖို့လမ်းလွဲသူတွေကိုလည်းတတိနဲ့ကရုဏာထားကူညီဖို့တိုက်တွန်းနှိုးဆော်နေပါရဲ့နော် ဒီဆွေးနွေးမှုရဲ့အဆုံးမှာလေစဉ်းစားစရာအချက်လေးတခုချမ်းထားခဲ့ခြင်းပါတယ်။ယူဒာတိုက်တွန်းခဲ့တယ်လို့ပေါ့။တချိန်တည်းနဲ့အပြီးပေးရတော့ယုံကြည်ခြင်းအတွက်ဆိုလိုတာကတမဟာတရားအတွက်ပြက်ပြက်တားတားယက်တီကာကွယ်ဖို့အာတွန်ခွန်ဆိုင်တိုက်ပွဲဝင်ဖို့လိုအပ်တယ်။ဟုတ်ကဲ့။ဒါပေမဲ့တချိန်တည်းမှာပဲတန်တရားဝင်နေသူလမ်းမကြောက်နေသူတွေကိုကရုဏာပြဖို့မိတွေကဆွဲထုတ်လို့ကဲတင်ဖို့ကြိုးစားရမယ်။ဒီအချက်နှစ်ခု တမာတရားအတွက်တိုက်ပွဲဝင်ခြင်းနဲ့လူဒီအပေါ်ကရုဏာပြခြင်းကြာကဟန်ချက်ကိုလေကျွန်တော်တို့ရဲ့နေစဉ်အတ္တတွေမှာဘလို့လက်တွေ့ထိမ့်တင်ကျင့်တုံးနိုင်မလဲ။อืมစဉ်းစားစရာပဲ။ခိုင်မာပြတ်သားနေရင်းနဲ့တခြားသူတွေရဲ့အမြင်သူတို့ရဲ့အခြေအနေကိုဘလို့စာနာနားလည်မှုပြနိုင်မလဲ။တမာတရားကိုကာကွယ်ရင်မေတ္တာတရားမခေါင်းပါတော့အောင်ကရုဏာဖြစ်ရင်နဲ့တမာတရားကိုပေါ်ရအချော့ရတဲ့မလုံးမရအောင် ကိုယ်တိုင်လည်းအဆုံးတစ်ဖက်ကိုမရောက်တော့အောင်ပေါ့။ ဒီနေ့ခေတ်ရှုပ်ထွေးပွေလိတဲ့အခြေအနေတွေကြားမှာဘလို့တတိတရားနဲ့ဉာဏ်ပညာကိုအာသုံးပြုပြီးတသက်ရှင်နေထိုင်မလဲဆိုတာကိုဆက်လက်ဆင်ခြင်တုံ့တက်ကြည့်ဖို့တိုက်တွန်းခြင်းပါတယ်။တကယ်ကိုဆင်ခြင်စရာအချက်ကောင်းလေးပါပဲ။ဒီနေ့ဆွေးနွေးခဲ့တဲ့အချက်အလက်တွေထိုးထွင်းအမိနေဟာ The Wise Believers မှာပြုစုပြင်ဆင်ထားတဲ့လေ့လာချက်တွေကိုအခြေခံထားခြင်းဖြစ်ကြောင်းလေးထပ်လောင်းပြောကြားလိုပါတယ်။ ီကျန်းစာပိုင်ပေါ်အတူတကွအတွင်းကြကြလေးလာသုံးသက်ခေလာကနီနားထောင်သူတွေအတွာတန်ဘူးရှိရဲ့အသွေးခေါ်တက်တဲ့လက်တွေ့ကျင့်သုံးစရာတွေရရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်